င်္ဂလာပါဒီနေ့မတ်လ25ရက် Fair FM ရဲ့နိုင်စင်တင်ရီကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်တဆုံသွားတဲ့မိုးပြလူကဲ PDF တပ်ဖွဲ့မှရဲဘော်ရဖာအဲလက်ရဲ့စပနာပြုလုပ်တဲ့တင်အုတ်တွင်းမျိုးနဲ့မှာစစ်ကောင်စီတပ်က drone လက်နက်ကြီးနဲ့ပြစ်ခတ်တာကြောင့်အယက်သားတူတေဆုံခုနှစ်ဦးထပ်မံတဲ့ထိခိုက်တဲ့တင် Greenie ဒုက္ခကြံစခန်းမှာ KNNC ကိုလေးရဲ့ပွင့်နေတဲ့ပင်ခန္ဓာပြုလုပ်တဲ့တင်စားတဲ့တင်တွေပါဝင် Fair FM ရဲ့နိုင်စင်တင်ရီကိုကြားရမှာပါ ရှမ်းဂရီနယ်စာမိုးပြဲစီမီပြင်းတဲ့နေရာမှာစစ်ကောင်စီရဲ့လက်နက်ကြီးပြခတ်မှုကြောင့်ထိမှန်ကျဆုံးသွားခဲ့တဲ့မိုးပြဲလူကဲ PDF တပ်ဖွဲ့မှရဲဘော်ရဖာအဲလရဲ့စပနာခန်းသားကိုဒီနေ့မတ်လ24ရက်နေ့မှာမိုးပြဲမြို့တနေရာမှာပြုလုပ်ခဲ့တယ်လို့မိုးပြဲလူကဲ PDF တပ်ဖွဲ့ကမနေ့ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မတ်လ20ရက်နေ့မိုးပြဲစီမီပြင်းတဲ့နေရာမှာမိုးပြဲလူကဲ PDF တပ်ဖွဲ့ကရှေ့တန်းကကင်းယူရင်စစ်ကောင်စီရဲ့လက်နက်ကြီးပြခတ်မှုကြောင့်ရဲဘော်ရဖာအဲလနဲ့အခြားသူအပြင်းထန်ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဈေးကူတမှုခံယူနေစဉ်မတ်လ22ရက်နေ့မှာရဲဘော်ရဖာအဲလည်းကြဆုံသွားခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့နေနဲ့ချီချောင်းကြဆုံသွားတဲ့ရဲဘော်ရဖာအဲလည်းကအသက်52နှစ်ရှိပြီးမိုးပြဲလိုကယ် PDF တပ်ဖွဲ့မှတာဝန်ထမ်းဆောင်လာ6လတာရှိသေးတယ်လို့သိရပါဗျ။အခုလက်ရှိအချိန်မှာမိုးပြဲမြို့တွင်းစစ်ကောင်စီကဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်တဲ့အတွက် တော်လရေးပပောင်းတပ်ဖွဲ့တို့ကခုခံတိုက်ခိုက်နေတယ်လို့သိရပါဗျ။ပုဂိုလ်တိုင်းတောင်ခရိုင်အုတ်တွင်းမြို့နယ်ရှိထန်ကုန်းကျေးရွာကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲ drone နဲ့လက်ကြီးနဲ့ဖြစ်ခဲ့တာကြောင့်အရသာတူတည်ဆုံခဲ့ရပြီးခုနှစ်ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တိုက်ရင်3500နဲ့တဒိန်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်စုံရဲကဒီနေ့ Federal FN ကိုပြောပါဗျ။စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလက်နက်ကြီးတွေ drone တွေနဲ့မကြာခဏပြုတ်လောက်တာရှိတယ်လို့သိရပါဗျ။ အဆိုပါရတပီတူတွေကိုဒရုန်းလက်နက်ကြီးနဲ့ဖိခတ်တဲ့စစ်ကောင်စီတပ်တွေဟာအုံတွင်းမြို့နဲ့ညောင်ချီတောင်မြို့မှာတပ်ဆွဲနေထိုင်တဲ့တပ်နဲ့ညောင်ချီတောင်မြို့နီးကန်ကလေးပေါက်ကုန်းကျေးရွာမှာတပ်ဆွဲထားတဲ့တပ်ဖက်ကဖြစ်တယ်လို့သိရပါတယ်။ဂရင်းနီပြည်ဒီမိုဆိုအနောက်ချမ်းအာဆာနီကုန်းမှာနေပြည်တော် PDF 900ရှစ်တပ်ရင်းထဏောင်းစီကြောင်းတပ်ခွဲသည့်တူးတပ်ခွဲမှုငတိအသက်20နှစ်ရဲ့စပနာခန္ဓာကိုအစ္စလမ်ဘာသာဝင်တွေရဲ့ထုံးစံနဲ့ညီမနေ့ကပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါရဲဘော်ဟာပြီးခဲ့တဲ့မတ်လ22ရက်နေ့ကမူပြတဲ့ပွဲတွင် စစ်ကောင်စီတပ်ရဲ့ drone ထိမှန်ကျဆွန်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ရဲဘော်ငတိဟာမတ်လအတွင်း908တပ်ရင်းရဲ့ပထမဆုံးကျဆွန်ရဲဘော်ဖြစ်ပြီးနောက်ထပ်ထိခိုက်ဒဏ်ရာရထားသူ2ရှိတယ်လို့သိရပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ drone နဲ့ပုံကျဲမှုတွေစစ်တပ်လေထိနဲ့ထိုက်ခိုက်မှုတွေကြောင့်2023ကနေ2025နှစ်စပိုင်းထိအရတားနဲ့တော်လိုင်းရဲ့တပ်ဖွဲ့ဝင်စုစုပေါင်း2446ဦးတေဆုံးခဲ့တယ်လို့ Spring Revolution ဒေတာဘေးရဲ့ March 17ရက်နေ့ကထုတ်ပြန်ချက်ရသိရပါတယ်။ Time Greeny နဲ့ဆက်ရှိ Greeny ဒုက္ခသည်စခန်းအမတ်တီမှာ Greeny Mutual College KNNC ရဲ့ပွဲကြုံမှမဲ့103ဦးပွဲလက်မှတ်ပေးရတဲ့ခန္ဓာကိုဒီနေ့ March 24ရက်နေ့မှာကျင်းပခဲ့ပါတယ်။အခမ်းအနားကို Greeny ပြကြကလည်းအချုပ်ရေကောင်းစီ IEC ဥက္ကဋ္ဌဖြစ်တဲ့ခူဦးရဲ့ Greeny ပြည်ငယ်ရေးဝန်ကြီးဌာနကမော်မီမာနဲ့အရဖက်အဖွဲ့စည်းကပုဂ္ဂိုလ်တွေပွဲကြုံမှမဲ့တွေရဲ့မိသားစုဝင်တွေနဲ့အခြားသောအဲ့တဲ့တွေပြင် ထိုင်းအနာပိုင်ဖက်ကတာဝန်ရှိသူတချို့လည်းတက်ရောက်ခဲ့ပါတယ်2020 2025ခုနှစ်ပြည်ရတင်းနေမှာဘာသာရအတတီကဒီပလိုမာပွက်ပြီးမြောက်ခဲ့တဲ့ကျောင်းသားကျောင်းသူ82ဦးနဲ့ Bachelor in Community Development ပွဲပြီးမြောက်ခဲ့တဲ့ကျောင်းသူကျောင်းသား22ဦးစုစုပေါင်း103ဦးလို့ကိုပွဲလက်မပေးအပ်ခဲ့တယ်လို့သိရပါတယ်။ Granny Mutta College KNNC ဟာ2021ခုနှစ်မှာ KNNC ဆိုတဲ့နာမည်နဲ့စတင်တည်ထောင်ခဲ့ပြီး Community Development Social Science ကွန်ပျူတာဆိုင်ရဲ့ဆိုင်ရဲစားတဲ့အထူးပြုဘာသာရလေးခုကိုအဓိကသင်ကြားပေးပြီး Granny စာပေနဲ့ထမိုင်းအပြင်အခြားသင်ကြားဖို့လိုအပ်တဲ့ပညာရတွေကိုလည်းသင်ကြားပေးနေတဲ့ကြောင်းဖြစ်ပါတယ်။မိုးပြေပြည်သူကာကွယ်ရေးတပ်အမတ်1003လင်းယုံတက်ခွဲထားမိုးပြေခမရ908တပ်ရင်းမှစစ်ကောင်စီတပ်သားတို့မနေ့ကမတ်လ23ရက်နေ့မှာပြည်ပြောင်းခိုးလွန်လာခဲ့တယ်လို့မိုးပြေပြည်သူကာကွယ်ရေးတပ်ရင်းမှတာဝန်ရှိသူတို့ကဒီနေ့မှ Federal FN ကိုပြောပါတယ်။ပြည်ပြောင်းလာတဲ့တပ်သားဆိုဆိုဟာ ိုးပြပြည်သူ့ကာကွယ်ရေးတပ်ရထံကို MA1 တနတ်တလဲနဲ့အခြားကြီးစုပေါင်းတွေလည်းယူဆောင်လာတယ်လို့သိရပါဗျ။မိုးပြမှာ2024ခုနှစ်ဒီဇင်ဘာလကစပြီးစစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေးတပ်ရကြမှာတကြော့ပြန်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအခုချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ကစစ်ကောင်စီဘက်နဲ့ဒေသခံကာကွယ်ရေးနှစ်ဖက်စလုံးမှာထိခိုက်အကြဆုံးများစွာရှိနေပါဗျ။ဒီနေ့မတ်လ25ရက် Fire Fan ရဲ့နိုင်စင်တင်ရီကိုကြားခဲ့ရတာပါကျွန်မငင်းငယ်ပါရှင် Cathedral FM.